ကျွန်မမိတ်ဆွေများအလုံးမင်္ဂလာပါရှင်အလုံးနဲ့ပတ်သက်ပြီးတော့အခက်ခဲတွေ့နေရတဲ့ကျွန်မချင်ရတဲ့မိတ်ဆွေခုနှစ်ရသားသမီးများရှစ်နှစ်ပွားသားသမီးများတို့ရေဒီယာများကိုမျှဝေခြင်းပေးခြင်းပါတယ်မိမိတို့အနေနဲ့ကြည့်လို့ရမယ့်ရေဒီယာလေးတွေကိုဒီနေ့ဒီရက်မှာ ဘာလေးလှူသွားပါဆိုတဲ့ရည်ရည်လေးပဲဖြစ်ပါတယ်အရင်မခက်ခဲပါဘူးเนาะအဲ့တော့ကျမရဲ့ဗီဒီယို like လေးကိုပေါင်းလေးနှိပ်ပြီးတော့ follow လေးလုပ်ထားဖို့မမေ့ပါနဲ့အခုကျမပြောပြမယ်ရည်ရည်လေးတွေကမိတ်ဆွေတို့အနေနဲ့အခုအချိန်မှာအတုံးဝင်ခြင်းမှာဝင်ပါလိမ့်မယ်တနေ့နေ့ကြရင်တော့တေချာပေါက်ကိုအတုံးဝင်လာမှာ ဒီရေရာတွေကတော့အဘဆရာကြီးမင်းသိန်းသားရဲ့ရေရာတွေပဲဖြစ်ပါတယ်အဲ့တော့အင်္ဂါနေ့မှာမိမိတို့အနေနဲ့အလုံးနဲ့ပတ်သက်ပြီးခက်ခဲကြုံတွေ့နေရတယ်အဲ့တော့မိမိတို့လျှောက်ထားတဲ့အလုပ်တွေအောင်မြင်ခြင်းတယ်အလုပ်ပြောင်းနေရပြောင်းနေရခြင်းတယ်အင်္ဂါပြူးသွားဖြည်တာပဲဖြစ်ဖြစ်စာမွဲဖြည်ဆိုတာပဲဖြစ်ဖြစ်အင်္ဂါနေ့ဖြစ်နေတယ်ဆိုလို့ရှိရင်တော့ အင်္ဂါနေ့နဲ့နဲ့ပိုင်းမှာတပြေချောင်းညောကန်းကော်နှစ်ညွတ်ပြင်းမငါးညွတ်ကိုမြတ်စွာဘုရားရှင်မိမိတို့အိမ်မှာလှူဒန်းလို့ရပါတယ်။လှူဒန်းပြီးတော့ဆူတောင်းပါ။နောက်တစ်ခုကိုယ့်ရဲ့အိမ်ရှိမှာဆန်လက်တစုပ်ကိုခုံငက်ကိုအစာကျွေးပြီးတော့ဆူတောင်းလိုက်ပါ။ဘုဒ္ဓဘူးနေ့မှာကိုသွားမဲ့ကိစ္စတွေကဘုဒ္ဓဘူးနေ့ဖြစ်နေတယ်ဆိုလို့ရှိရင် ဟုတ်တယ်ဘူးနေမှာအလုံးလျှောက်တာအလုံးနဲ့ပတ်သက်တာနော်အင်တာဗျူးဖြေဆိုတာဆောင်းဝဲဖြေဆိုတာအဲ့ဒီနေ့ကဘုဒ္ဓဘူးနေဖြစ်နေတယ်ဆိုလို့ရှိရင်တော့တပြေ6ညော့ဇီးညော့3ညော့ဒန်းညော့9ညော့ဒန်းညော့ဆိုတာကတော့တချို့ကတော့သိပါတယ်တချို့မသိရလူကတော့ဒန်းကြီးညော့လို့လည်းခေါ်ပါတယ်တကယ်လို့ဒန်းကြီးညော့မရဘူးဆိုရင်နှင်းစီကိုအသုံးပြုနိုင်ပါတယ် နှင်းစီရပါတယ်နှင်းစီမရှိတဲ့ဒေတာတွေမှာထမ်းရွက်ရပါတယ်เนาะစနေနဲ့အရွက်ဆိုရင်ရပါတယ်အဲ့တော့ဖျားကိုလှူပေးပါတပြေ6ညောဇီးညော3ညောဒန်းညော9ညောကိုမျက်စွာဖျားရှင်ကိုလှူပြီးစူတောင်းပေးရမှာဖြစ်ပါတယ်မိမိတို့ရဲ့အိမ်ရှိမျက်နှာစာလူသွားလမ်းမှာတပြေစီလေးလဲပြီးတော့ဒီနေ့ကိုသွားမဲ့ကိစ္စကြီးအောင်မြင်ပါစေဆိုပြီးတော့စူတောင်းပေးရုံပါပဲဒါကတော့ ဗုဒ္ဓဘူးနေ့မှာပြုလုပ်ရမှာဖြစ်ပါတယ်ဗုဒ္ဓဘူးနေ့သွားမဲ့သူတွေအတွက်ပါကြာသာပတိနေ့သွားမဲ့သူတွေအတွက်ကတော့ကြာသာပတိနေ့နနက်ပိုင်းမှာမိမိတို့ရဲ့အိမ်ထဲမှာဒန်းညော့ခွန်းညော့ရွာလာလေးညော့အုံးညော့တညော့မြတ်စွာဘုရားရှင်လူတန်းမှာပြီးသွားရင်ခွေးကိုအစာကျွေးပြီးတော့စူတောင်းပေးရမှာဖြစ်ပါတယ် တောက်ကြနေမှာတွားရောက်မယ်အလုံးနဲ့ပတ်သက်တာတွေစောင်ရွက်မဲ့သူတွေအင်တာဗျူးဖြေဆိုတာတွေပြုလုပ်မဲ့သူတွေကတော့တောက်ကြနေနဲ့နဲ့မှာအုံညွန့်တညွန့်ပြင်းမှငါညွန့်ဂန်းကော်နှညွန့်ကိုမျက်စွာဖျားရှင်လှူဒန်းပြီးခလေးများကိုမုတ်ပဲတည်စာဝယ်ကျွေးပြီးတော့ကိုယ့်ရဲ့လူစံနာကိုစူတောင်းမှာစူတောင်းပြေသွားပါလိမ့်မယ် စနေနေ့သွားရောက်မဲ့သူတွေကတော့စနေနေ့မှာအလုံးနဲ့ပတ်သက်တာတွေဆောင်ရွက်မယ်အင်္ဂါပြုဖြည့်ဆုံးမယ်ဆောင်းမွဲတွေဖြည့်ဆုံးမယ်เนาะအလုံးလျှောက်ထားတာတွေသွားရောက်ပြေဆုံးဆွေးနွေးမယ်ဘာပဲဖြစ်ဖြစ်အလုံးနဲ့ပတ်ပတ်ဖြစ်ဖြစ်စနေနေ့မှာပြုလုပ်မယ်သူတွေကတော့ကန်းကော်နှညွန်တပြေချောင်းညွန်ဇီးတုံးညွန်လှူဒန်းပြီးတော့လူစွာလမ်းမှာတပြက်စီးလဲပါတေချာပြောင်းလက်နေအောင် လှည့်ပြီးတော့ဆူတောင်းမှာအဲ့ဒီနေ့မှာကိုယ့်ရဲ့ကိစ္စကြီးအောင်မြင်သွားပါလိမ့်မယ်ကို့အတွက်လည်းကံအထောက်ပံ့ကောင်းကြီးရရှိမှာဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေနေ့မှာသွားရောက်မဲ့သူတွေအတွက်အလုံးနဲ့ပတ်သက်ပြီးတော့ကြည့်လို့ရမှာကဇီးညွတ်၃ညွတ်ဒန်းညွတ်၇ညွတ်ရွက်လ၄ညွတ်မျက်စွာဖျားရှင်ကတ်လို့ပြီးတော့ကြောက်ပြားတစ်ချက်ပေါ်မှာခွေးစာ ကျွေးပြီးရမှာဖြစ်ပါရဲ့ကြောက်ပြားလေးပုံမှာပေါ့เนาะမြောင်းကိုဖုံးထားတဲ့ကြောက်ပြားလေးပုံမှာပဲဖြစ်ဖြစ်ခွေးစာကျွေးပြီးတော့ဆူတောင်းလိုက်ပါကံထောက်ပံ့ကောင်းကြီးရရှိပြီးတော့မှကိုယ့်ရဲ့ကိစ္စကြီးအောင်မြင်သွားပါလိမ့်မယ်တနင်္လာနေ့မှာတွားရောက်မဲ့သူတွေတနင်္လာနေ့မှာဆောင်ရွက်မဲ့သူတွေအလုံးနဲ့ပတ်သက်တာအင်နာဗျူးဖြစ်ဆိုတာဆောင်ဝဲဖြစ်ဆိုတာပဲဖြစ်ဖြစ် တနင်္လာနေ့ဖြစ်နေတယ်ဆိုလို့ရှိရင်အခုကျမမျှဝေတဲ့ရေဒီယာလေးကိုပြုလုပ်သွားပါရွက်လာလေးညော့အုံညော့တညော့ပြင်းမငါးညော့လှူပြီးတော့မြတ်စွာဘုရားရှင်လှူပြီးတော့ဆူတောင်းပေးပါတန်မုတ်တွေကိုးကောင်းထုတ်ပေးပါပြီးတော့မိမိတို့ရဲ့အင်ရှင်မှာတရင်ကစက်ခုခင်းပြီးတော့မှခွေးကိုအစာကျွေးပေးရမှာဖြစ်ပါရင် အဲ့တော့တနင်္လာနေ့မှာတွားရောက်တဲ့သူတွေကံထောက်ပံ့ကောင်းတွေရရှိပြီးတော့မိမိတို့ရဲ့လူရင်းဆန္ဒတွေအောင်မြင်သွားမှာဖြစ်ပါတယ်။ကဲကျမမိတ်ဆွေများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ယူချမ်းသာခြင်းတွေပြည့်စုံပြီးတော့စိတ်သွားတိုင်းကိုယ်ပါလူရင်းဆန္ဒတွေပြေဝနိုင်ကြပါစေရှင်။